ါကတော့ CCTV ကမြင်ရတဲ့ထင်းလန့်စရာဖြစ်ရတဲ့ဖြစ်ပြီးတော့နမ်းမိမမိမတယောက်ဆိုင်ငယ်ဘော်ကနေဆင်းလာပြီးဘီယာတောက်နေတဲ့ယောက်ျားရဲ့နေရွက်ကိုဆွဲလိုက်ပါတယ်။မိမကတော့အိမ်လုံးတွေလုံနေရပြီးတော့ယောက်ျားဖြစ်တဲ့သူကအပြင်မှာတယောက်တည်းအရက်လာတောက်နေတာပါ။ယောက်ျားဖြစ်တဲ့သူနေရွက်နာသွားတဲ့အခါမှာတော့မိမဖြစ်တဲ့သူကိုအော်လိုက်ပြီးတော့ထိုင်မှုလုပ်ပါတယ်။မိမကဆိုင်ငယ်ဘော်ကဂျိန်လုံးကိုလှမ်းယူလိုက်ပြီးယောက်ျားကိုရိုက်တော့ပါတယ်။ဘီကကောင်မလေးနှစ်ယောက်ကလည်းကြောင်ပြီးတော့ကြည့်နေပါတယ်။မိမဖြစ်တဲ့သူရိုက်တဲ့ဒဏ်ကိုမခံနိုင်တော့တဲ့ယောက်ျားကလည်းဆိုင်ငယ်ဘော်မှာငြင်းငြင်းလေးတက်ပြီးတော့အိမ်ပြန်လိုက်သွားရပါတော့တယ်။ ရေကုန်ရောက်ကတရထင်းမှာလက်ထက်လိုက်ကြပြီးတော့အကိုဖြစ်သူရဲ့ကောင်မလေးကချမ်းသာတဲ့အခါမှာမင်္ဂလာဆောင်ကိုခံခံနာနာကျင်းပပြီးပါတယ်။ညီလေးဖြစ်သူရဲ့ကောင်မလေးကတော့ဆင်းရဲတာကြောင့်ပဲမင်္ဂလာဘွဲကဘယ်သူမှမရှိဘဲနဲ့ခြောက်ခက်လို့နေပါတယ်။အဖေလို့တဲ့သူကညီကိုနှစ်ယောက်အရွယ်ရောက်ပြီးမလို့အိမ်တော်ချပေးလိုက်တာဖြစ်ပြီးဆင်းရဲတဲ့ကောင်မလေးနဲ့လက်ထက်ပေးလိုက်တာသိတဲ့အခါမှာအပွားကအရန်ကိုစိတ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးကိုအိမ်ထဲအဝင်မခံပါဘူး။အကိုဖြစ်သူရဲ့ဇနီးကတော့ချမ်းသာတာတည်သွားတော့မင်္ဂလာဆောင်ကိုတခန့်တနာကျင်းပပေးပြီးအိမ်မဝတီသွားပြီးတော့နှစ်ဖက်မိပါတွေကိုသွားနှုတ်ဆက်ပါတယ်။ ကမာလီရဲ့မိဘတွေကကောင်းလေးအဖေနဲ့အဖွားတွေကိုအိမ်ထဲအဝင်မခံမင်းနဲ့အင်းရှိမာရီနှုတ်ဆက်လိုက်တော့နှစ်ယောက်သားဘာလို့လို့လိုရမှလည်းမသိဖြစ်သွားပါတယ်။ဒီဘက်မှာတော့ဆင်းရဲတဲ့ကောင်မာလီနဲ့လက်ထပ်လိုက်ရတဲ့ကောင်လေးကတော့သူ့ရဲ့မင်္ဂလာဆောင်ကိုအဖေဖြစ်သူနဲ့အဖွားဖြစ်သူကတော့မလာတော့အံ့ဩလို့နေတာပါ။ကောင်မာလီကတော့ကောင်လေးကိုနှစ်သိမ့်ပေးပြီးနောက်ဆိုလို့ရှိရင်အဖေနဲ့အဖွားစီကိုမုံနေလို့ပြီးပူပေးရင်အချိန်ကြာလာရင်စိတ်ပြောင်းသွားမှာဖြစ်တယ်လို့အားပေးနေပါတယ်။ အဖွားကြီးကတော့တရေမလေးတွေပဲခန်းဝင်ပစ္စည်းတွေပြင်ဆင်ပေးပြီးအိယာခင်းနေဆောင်တွေကိုလည်းလိုက်ပြပြီးတော့အမွှေးနှစ်သားတွေဆွတ်ထားတယ်ဆိုပြီးတော့နန်းခိုင်းနေပါသေးတယ်။တပတ်မှာတော့ဆင်းရဲတဲ့လင်မယားနှစ်ယောက်ကဆောင်းတထဲထဲရှိပြီးတော့အင်းနေကြသလိုတရေမလေးကကောင်လေးရဲ့အဖွားပြင်ပေးတဲ့အခန်းမှာမနေဘဲနဲ့အင်းကိုပြန်လာပါတယ်။တရေမလေးရဲ့အင်းကအခန်းကကောင်လေးအင်းကအခန်းနဲ့တခြားစီဖြစ်ပြီးကောင်လေးရဲ့အခန်းကိုမြင်တဲ့အခါမှာတဘောဝါလုံးရှာထားတဲ့ပတ်စံလေးတော့ကောင်မလေးအင်းကတန်စင်ကန်းလိုမျိုးဝဲနေမှာမဟုတ်ဘူးလို့တွေးမိပါတယ်။အဖေဖြစ်တဲ့သူနိုးလာတဲ့အခါမှာတော့တားဖြစ်သူဇနီးမောင်နှံကိုမတွေ့တဲ့အခါမှာ အဖအကြီးကဈေးတဲကိုသွားတာထင်တယ်လို့ပြောပါတယ်။တရင်မလေးနဲ့မြေပြည့်သူမင်္ဂလာဆောင်ကိုသွားတဲ့အခါမှာလက်ဆောင်ယူသွားပြီးမဲ့လေလက်ဆောင်ကအရန်ကိုသေးတာကြောင့်မလို့တဲ့ဘက်ကိုပြစ်လိုက်တာတွေ့တဲ့အခါမှာတာမီနီယောက်ဝမ်းနေလို့သွားပါတယ်။ခန္ဓာနဲ့မင်္ဂလာဆောင်ခမ်းမကြီးကိုတွေ့တော့မျက်စိအပြူသားဖြစ်သွားရပြီးထိုင်စရာနေရာမရှိဘဲနဲ့တာပြည့်သူကမိဘတွေကိုရှက်နေပြီးတော့တောင်းဆုံးဝိုင်းလေးမှာထိုင်ခိုင်းလိုက်ပါတယ်။တရေမိဘတွေကလည်းကောင်းလေးမိဘတွေကိုအတန်တစမမထက်ဖို့ပြောနေပြီးကောင်းကြီးကလည်းအရှိမဧည့်သည်တွေကိုမျက်နာမပြည့်အောင်နှုတ်ဆက်လို့နေရပါတယ် အမေနဲ့အဖွားဖြစ်သူကလည်းဒီလိုဆက်ဆံခင်ရတဲ့အခါမှာမပြောရှင်တော့ဘဲနဲ့မင်္ဂလာဆောင်ခမ်းမကနေထွက်သွားဖို့လုပ်ပါလေ။ကောင်းလေးကလည်းမိဘနဲ့မိမကြားထဲမှာပြာများလို့နေရပြီးနောက်ဆုံးတော့မိမကိုပဲရွေးချယ်လိုက်တဲ့အခါမှာအဖေနဲ့အဖွားလည်းခမ်းမတွေကနေဝမ်းနေဆောင်နေပဲချက်ချင်းလှည့်ထွက်သွားရပါတယ်။ကောင်းလေးကတော့တတိမလေးနဲ့ပဲမင်္ဂလာဆောင်ပြီးတော့ကြံနေခဲ့တာပါ။အဖိုးကြီးကတော့အကျွေးစီလေးတွေဆူရတာသဘောကျနေပြီးတော့နှစ်နှစ်ဆယ်အတွင်းမှာအကျွေးစီတွေအများကြီးဆူထားမိပါတယ်။အတော်ကြီးရဲ့တာဝန်ကတော့အဖိုးကြီးမှအကျွေးစီဘယ်လောက်ရှိလဲဆိုတာကိုကူရီးပေးရမှဖြစ်ပြီး အကျွေးစီတွေအရင်များလာကြောင်းပဲရေနေရင်းတဲ့အတော်ကြီးတွေဟာညင်းညူလို့လာပါတယ်။ရေလိုပြီးသွားတဲ့ခါမှာတော့လူသမားတွေအတွက်ကြီးတဲ့ခါမှာစုစုပေါင်း2,590နဲ့မှ60ရှိပါတယ်။အဖိုးကြီးကလည်းအကျွေးစီတွေအလောက်အများကြီးရှိလိမ့်မယ်လို့မထင်ထားတော့အပျော်လွန်သွားခဲ့ပြီးအကျွေးစီတွေပေါ်ကိုလှဲချလိုက်ပါတယ်။အကျွေးစီတွေကိုတတိစီကိုလာပြပြီးအကျွေးစီတွေက96ခုနေကဟာရီဖြစ်ပြီးတော့အရင်ကိုတန်ဖိုးခြင်းမှန်းတိတော့တော့အဖိုးကြီးဟာအရင်ကမှအံ့ဩလို့သွားပါတယ်။ အကျွေးစီးတွေတည်လာပြီးတော့ဘန်ကိုပြန်လာသွင်းတဲ့အခါမှာတာဝန်နဲ့နေတဲ့အကျွေးစီးတွေအများကြီးကိုပထမဆုံးမြင်မှုတာပဲဖြစ်ပါတယ်။လေးနိုင်လောက်နေတော့အကျွေးစီးတွေအကုန်လုံးရေလိုပြီးသွားခဲ့ပြီးဖြစ်ပြီးအဖိုးကြီးလည်းပတ်စံနဲ့လဲလို့ရသွားခဲ့ပါပြီ။အရင်ငွေပမာဏကအဖိုးကြီးအတွက်ကတော့ဂျမ်းမာရေးဇေယျအတွက်ဖူလုံသွားပြီးဖြစ်ပါတယ်။